ောင်းမမြင်ပါဘူးခင်ဗျာဟောကျွန်တော်တို့ crypto industry မှာကျွန်တော်တို့ငွေဖြစ်လွယ်တဲ့နေရာလေးရှိတယ်ဗျအဲ့ငွေဖြစ်လွယ်တဲ့နေရာလေးတွေကိုကျွန်တော်တို့ရှာတက်ပြီဆိုလို့ရှိရင် crypto လောကမှာအဆန်ရှာဖို့အသိမခတ်တော့ဘူးဗျဘာလို့ခေါ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က liquidity ကိုခေါ်တယ်ဗျအဲ့ liquidity နေရာလေးတွေကိုကျွန်တော်တို့ကရှာတက်ပြီဆိုလို့ရှိရင် support resistance ဆွဲရတာတွေနဲ့လွယ်သွားမယ်ပေါ့နော်အဲ့ဒီကြောင့်လည်းပတ်သက်ပြီးကျွန်တော် knowledge sharing တွေနဲ့ပြောပြပေးမှာဖြစ်ပါတယ် okay အဲ့ဒါဆိုလို့ရှိရင်အဲ့ liquidity အကြောင်းလေးကိုကျွန်တော်တို့ ဒီချက်မှာကြည့်လိုက်ရအောင်ပေါ့နော်ချက်မှာဘယ်လိုနေရာတွေက liquidity ရှိနေတယ်ဟုတ်ပြီနော်အာ liquidity ရှိရနေရတဲ့မှာဘယ်လိုဟိုကျွန်တော်တို့ line တွေဆွဲပြီးတော့ကျွန်တော်တို့ focus လုပ်အောင်မလဲဆိုတော့ဟိုကျွန်တော်ဒီ BTC USD ကြီးမှာ check မှာကျွန်တော်လက်တွေ့ပြသပြပါမယ် okay အဲ့ဆိုရင်တော့ကျွန်တော်ဟော landscape ကိုပြောင်းလိုက်ပြဗျ okay phone လေးတော့တစ်ချက်ဆောင်းကြည့်ပေးပါတယ် okay ဲ့တော့ကျွန်တော်တို့အခုဆိုလို့ရှိရင်ကျွန်တော်ကအဲ့တော့ liquidity ဆိုတာဘယ်လိုနေရာမျိုးတွေမှာရှိလဲ liquidity ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ ဝေဖြစ်လွယ်တယ်လို့ခေါ်တယ်။တနည်းအားဖြင့်ကြတော့ရောင်းအဝဲရောင်းဝယ်ဖြစ်နေတဲ့နေရာကိုကျွန်တော်က liquidity လို့ခေါ်တယ်။အဲ့တော့ရောင်းဝယ်တအားဖြစ်နေတဲ့နေရာတွေဆိုလို့ရှိရင်ကျွန်တော်ကဘာလို့ခေါ်လဲဆိုတော့ liquidity လို့ခေါ်တယ်။ Okay အဲ့တော့ရောင်းဝယ်တအားဖြစ်နေတဲ့နေရာတွေကကျွန်တော်တို့ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီ check ကိုကြည့်ပြီးတော့ကျွန်တော်တို့က analysis လုပ်တတ်အောင်ပဲပေါ့နော်။ Okay အဲ့ဒီလိုမျိုး liquidity နေရာတွေကိုကျွန်တော်ရှာတတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်အခုလိုဆွဲထားတဲ့ support resistance နေရာတွေကိုပါကျွန်တော်တို့ support resistance line ကြီးကိုကျွန်တော်တို့ဆွဲတတ်သွားမှာဖြစ်ပါတယ်။ Okay အဲ့တော့လောလောဆယ် လို့ရှိရင်ဒီလောဆယ်ကျွန်တော်တို့ Bitcoin ပေါ့နော် BTC USDT ကိုကျွန်တော်တို့ကြည့်အောင် Okay မြန်နေကျွန်တော်တို့မှတ်ထားအောင်ပါကကျွန်တော် liquidity နေရာကိုရှာပြီဆိုလို့ရှိရင်အဲကျွန်တော် trend တွေ trade ဖြားတွေပေါ့နော်။ဟောဆွင်းတွေအဖြားတွေ down trend at trend ဆိုလဲ at trend တွေ trade ဖြားတွေဆွင်းတွေအဆွင်းလေးပေါ့နော်။ဆွင်းလေးကိုကျွန်တော်တစ်ချက်ကြည့်ရမယ်ဗျ။ဒီမှာဆိုလို့ရှိရင် bitcoin ပေါ့နော်။ bitcoin ကကျွန်တော်တို့ကဒီမှာဒီမှာဒီဈေးတန်းပေါ့နော်။ okay ကျွန်တော်ပြမယ်နော်။ okay အဲ့တော့ကျွန်တော်ဒီမှာ အာ resistance line line ဆွဲထားတယ်ပေါ့နော် okay big quantity ကနေဒီလိုကျွန်တော်ဈေးယူတက်သွားတယ်တက်သွားတဲ့အခါမှာကျွန်တော်တို့ကဒီနေရာရောက်သွားတဲ့အခါမှာဟုတ်ပြီနော်ဒီနေရာရောက်သွားတဲ့အခါမှာဒါက buyer တွေကတွန်းတင်လိုက်တဲ့ဈေးပေါ့နော် buyer တွေကတွန်းတင်လိုက်တဲ့ဈေးဒီနေရာရောက်သွားတဲ့အခါမှာကျွန်တော် တက်ပြီးတော့ကျွန်တော်တို့ကပြန်ဆင်းလာတယ်ဆိုတော့ဆိုတော့ကဒီနေရာမှာဘာတွေရှိလဲဆိုတော့ liquidity ရှိတယ်ဟုတ်ဆိုဒီနေရာမှာအယောင်ဝယ်ဖြစ်နေတယ်ဘာလို့ဆိုတော့ဒီနေရာမှာ seller တွေကပြန်ပြီးတော့ရောင်းချလိုက်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်တို့ကပြန်ပြီးတော့ဈေးကဆင်းသွားတယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့ဒီနေရာကိုဘာလို့ခေါ်လာလဲဆိုတော့ liquidity ရှိနေတဲ့နေရာပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်အာ supply zone လို့ခေါ်တာပေါ့ဗျာအဲ့တော့အဲ့ area လေးကိုကျွန်တော်တို့က zone နဲ့သတ်မှတ်ပါဒီ zone ကိုရောက်တိုင်းကျွန်တော်တို့ကတစ်ချက်ပြန်ပြီးတော့တတိထားရမယ်ဆိုတဲ့သဘောပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကဒီမှာ ဆိုလို့ရှိရင်အဲတိတာထင်ရှောင်းကျွန်တော်ကဒီစုံလေးကိုကျွန်တော်ဒီ area ကိုမှတ်လိုက်ပဲဟုတ်ပြီနော်ဒီ area ကိုကျွန်တော်ဒီမှာ marking ပေးပြီးတော့မှတ်လိုက်ပါဘောနော် marking ပေးပြီးတော့ဒီ area ကိုကျွန်တော်က focus လုပ်တယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီ area ကို focus လုပ်တယ်ဟုတ်ပြီနော်အဲ့ဒါကိုအဲ့ဒီအဲ့ဒီစုံလေးမှာဒီပတ်ချာလေးဒီဒီ string ရဲ့ထိတ် ပတ်ချာလေးစုံလေးမှာကျွန်တော်တို့ကအာ liquidity ရှိတယ်အဲ့နေရာမှာအဝယ်ရောင်းလောက်ကြတယ်ပေါ့ဗျာပြောမှဆိုရှင်အခုကကြတော့အဲ့နေရာမှာဘာတွေအားတာနေလဲဆိုတော့ရောင်းတဲ့သူတွေကပိတ်ရောင်းလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဈေးအားဒီအောက်ကိုကျသွားတယ်ဟုတ်ပြီနော်ဘာလို့ဆိုတော့ဒီနေရာမှာ liquidity ရှိနေလို့အဲ့တော့ဒီနေရာကိုကျွန်တော်တို့ကမှတ်ထားအောင်ပေါ့နော်ဒီနေရာမှာသလိုကျသွားတဲ့ဟာကိုကျွန်တော်တို့ကမှတ်ထားပြီးတော့ now price ကနောက်တစ်ချိန်ဒီနေရာကိုပြန်လာတဲ့အခါမှာကျွန်တော်တို့က focus လုပ်ရတယ်ဗျာ ဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်တို့က focus လုပ်ပြီးတော့မှဒါကျွန်တော်တို့က action ယူရတာပေါ့နော်အဲ့တော့ဒီနေရာမှာ liquidity ရှိထားတဲ့ seller တွေ supply zone လို့ခေါ်တာပေါ့ဗျာတနည်းအားဖြင့် seller တွေရှိနေတဲ့ zone ဒီနေရာဟုတ်ပြီနော်အဲ့တော့နောက်တစ်ချိန် price ကဒီနေရာကိုတက်လာတဲ့အခါမှာဒီ seller တွေဒီနားမှာ seller တွေရဲ့ liquidity ရှိနေတဲ့အတွက်ကြောင့်ဒီနေရာမှာ seller တွေကထပ်ရောင်းလိုက်တယ်ဗျာဆိုလိုတာကကြတော့ဟုတ်ပြီနော်အဲ့တော့ဆိုလိုတာကကြတော့ကျွန်တော်တို့က အာဒီအာချက်တခုမှာကျွန်တော်တို့ကဒီ support resistance line နေဆွဲရဆိုတော့အဲ့ဒါကြီးအကြောင်းဆွဲတာကြာဟုတ်ပြီနော်ဥပမာဒီဘက်ဒီချမ်းကိုဖျောက်ထားတယ်ပေါ့ဒီဘက်ဒီချမ်းကိုခဏ message တွေမှာဖျောက်ထားကြည့်လိုက်ကျွန်တော်ဒီနေရာအထိကျွန်တော်တို့ကတက်ခဲ့တယ်ဟုတ်ပြီနော်ဒီနေရာအထိတက်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ကဒီနေရာမှာအာကျွန်တော် swing ပေါ့နော် atran ရဲ့ atran ရဲ့ထိတ်ဆုံး swing မှာကျွန်တော်တို့ကမှတ်ထားတယ်ဟောဒီနေရာကနေပြီးတော့ကျွန်တော်တို့ BDC ကရိုက်ချလိုက်တယ် ဟုတ်ပြီရောဆယ်လာတွေကနေပြီးတော့ဒီမှာကျွန်တော်တို့ဗောဟောပေါ့နော်ဟောဒီမှာအစပိုက်အရှိန်တဲ့ကျွန်တော်တို့ဟောဝင်ပြီးတော့ကျွန်တော်တို့ဒီမှာရောင်းချလိုက်တယ်ပေါ့ဆိုလိုတာဟုတ်ပြီနော်ဒီနေရာမှာကျွန်တော်တို့ရောင်းချလိုက်တယ်အဲဒီနေရာမှာကကြတော့ဟောဆယ်လာတွေရဲ့ pressure selling pressure တော့ဝင်သွားတယ်ဒီမှာအပေါ်စပိုက်အရှိန်နဲ့ selling pressure တော့ဝင်သွားပြီးတော့ဒီထိကိုဆွဲချတယ်ဟုတ်ပြီနော်အဲ့နေရာကိုကျွန်တော်တို့က mark လုပ်ပြီးတော့ကျွန်တော်တို့မှတ်ထားပြီးတော့ဒီလိုမျိုး line တစ် line ဆွဲရတယ်အဲ့ဒီ line ကိုဘာလို့ line လဲဆိုတော့ဒီ trend ရဲ့ထိပ်ဖြောင်းမှာဆွဲတဲ့ line ကိုကြတော့ကျွန်တော်တို့ resistant line လို့ခေါ်တယ် ဟုတ်ပြီနော်အဲ့တော့အဲ့ resistance line တစ် line ဆွဲထားပြီးတော့ကျွန်တော်တို့ mark လုပ်ပြလိုက်တယ် mark လုပ်ပြီးတော့ကျွန်တော်တို့ကစောင့်ကြည့်လာတယ်စောင့်ကြည့်ပြီးတော့ဒီမှာဒီ seller တွေကရိုက်ချလိုက်ပြီးတော့ဟော buyer တွေကဒီနေရာမှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်မျက်စိရှုပ်သွားမှာဆိုလို့ဒီဒီဟာလေးကိုတစ်ချက်ဖြတ်လိုက်မယ်ဟုတ်ပြီနော်ခဏလေးဒါတွေတစ်ချက်ဖြတ်လိုက်မယ်ဟုတ်ပြီနော်ဒီနေရာမှာဆိုလို့ရှိရင်ဘာတွေထပ်ရှိနေသေးလဲဆိုတော့ဒီနေရာမှာကြောက်တော့ဘာတွေရှိနေလဲဆိုတော့ ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့က buying pressure တွေရှိနေရပြဟုတ်ပြီနော်အာ buyer တွေရှိနေရဆိုလို့ဒါလေဒီနေရာမှာဒါ buying pressure ရှိနေရဆိုပျော်ဆိုလို့က demand ဆိုပေါ့နော် ဲ့တော့ဟို market မှာကြတော့ supply versus demand ပဲနှစ်မျိုးပဲရှိတာပေါ့နော်အဲဝယ်မယ်ဒါမို့ရောင်းရောင်းဝယ်ဝယ်အဝဲဇုံရှိမယ်ပြီးတော့ရောင်းတဲ့ဇုံရှိမယ်အဲဟုတ်ပြီနော်ရောင်းတဲ့ဇုံ supply ဇုံလို့ခေါ်ပြီးတော့ဝယ်တဲ့ဇုံ demand ဇုံခေါ်တယ်ပေါ့နော်အာပြီးတော့ support resistance ဆိုပြီးတော့ရှိတယ်အဲ resistance ဆိုတာကရောင်းတဲ့အဲဟာကိုသတ်မှတ်ထားတာပြီးတော့ support ဆိုတာကကြတော့ဝယ် buyer တွေအတွက်ကိုသတ်မှတ်ထားတာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာလေးကကြတော့ဒီနေရာလေးကကြတော့ supply ဇုံဖြစ်မယ် ောက်ပြီးတော့ဒီနေရာမှာဘာရှိလဲဆိုတော့ liquidity ရှိတယ်ဘာရဲ့ liquidity ဆယ်လာရဲ့ liquidity ရှိတယ်ဒီနေရာမှာ selling pressure တွေအများကြီးရှိနေတယ်ဒီနေရာမှာကျတော့ဘာရှိနေဆိုတော့ဒီနေရာမှာကျတော့ buying pressure တွေအများကြီးရှိနေတယ် buyer တွေရဲ့ liquidity ရှိနေတယ်ဒီနေရာမှာဟုတ်ပြီနော်ဒီ zone တွေကိုကျွန်တော်တို့ကသတ်မှတ်ထားအောင်ပါဗျာမှတ်ထားပြီးတော့မှသာအာကျွန်တော်တို့ကအော်အော်နောက်တစ်ချိန်အဲ့ဒီအဲ့ zone မျိုးရောက်လာခဲ့ပြီရှိတော့ဟောကျွန်တော်တို့ကကြည်ပြီးတော့ဟို trade action ယူရတာဗျာ โอเคเนาะအဲ့တော့ကျွန်တော်ဆက်ပြောမှာဆိုလို့ရှိရင်ဒီနေရာကိုကျွန်တော်မှတ်ထားလိုက်ပြီဆိုပါဆိုဟုတ်ပြီကျွန်တော်တို့ entry ဝင်ခဲ့ကြတာကကျွန်တော်ကျွန်တော်တို့ကဒီကနေစပြီး Bitcoin ကိုဒီကနေစပြီးဟိုအောက်ထိဒီအထိကျွန်တော်တို့ရောင်းထားတာဗျရောင်းထားတာဒီကနေစပြီးဒီအထိကျွန်တော်တို့အကျိုးမြတ်ယူထားတာကြကျွန်တော်တို့ကဟုတ်ပြီเนาะအဲ့တော့အဆိုလိုတာကကြတော့ကျွန်တော်တို့ကအခုဒီဟန်ဒီကနေပြီးတော့ကျွန်တော်တို့ buying pressure ကနေပြန်ဒီမှာ buyer ရီဇုံ buyer ရီရဲ့ liquidity ရှိတဲ့ဇုံကိုရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီဇုံကနေပြီးတော့ ဘာရကျတွန်းတင်လိုက်ပြီးဘယ်ရောက်သွားဆိုတော့ခုနကဒီ support ဖြစ်ခဲ့တဲ့အရင် support အရင် resistance ဖြစ်ခဲ့တဲ့နေရာကိုပြန်ရောက်လာတယ်။အဲရောက်လာတဲ့ခါမှာဒီမှာလည်းအိုက်တမ်းတွေဒီမှာဘာလဲဆိုတော့ဒီမှာ candle လေးတွေ့လာတော့မသိဘူး။ဒီမှာအစင်းရောင် candle လေးကအာကျွန်တော်တို့ဒီမှာအာ spike အရှိင်းနဲ့ wick ပေါ့နော်။တနည်းအားဖြင့် wick လို့လည်းခေါ်တယ်။အဲဒီအမီးအရှိအပေါ်အပေါ် wick အရှိင်းနဲ့ကျွန်တော်တို့ဟိုဟို selling pressure ပေါ့နော်။ cellular ရဲ့ pressure အ selling pressure ကိုပြရတယ်။ ဟိုဟာပေါ့နော် weight တခုပေါ်လာတယ်ပေါ့နော်အဲ့ weight တခုပေါ်လာတဲ့ခါမှာကျွန်တော်တို့ကအဲ့ကောင်ကိုဟို spike လို့တနည်းအားဖြင့်ခေါ်တယ် weight လို့လည်းခေါ်တယ်ပေါ့နော်အဲ့ကောင်ကိုအဲ့ကောင်ကနေပြီးတော့အဲ့ candle ကိုဟိုကျွန်တော်တို့က confirm ယူပြီးတော့ကျွန်တော်တို့က big coin ကိုအဲ့အနေစပြီးကျွန်တော်တို့တောက်လျှောက်ရောင်းလာလိုက်တယ်ဒီအထိပဲပေါ့နော်အခုတော့လက်ရှိတော့လောလောဆယ်တော့ပြန်တက်နေ retracement ပြန်ယူနေရပါပေါ့နော်โอเคအဲ့တော့အဲ့အဟာအကြောင်းဒါကျွန်တော်တို့ကအဲဒီဒီဟိုပါပေါ့နော် ဒီ liquidity zone ကိုကျွန်တော်တို့သတ်မှတ်ထား။ Okay နောက်တစ်ခုကကျတော့ဆက်ထပ်ပြောမှဆိုရှင်အဲ့တော့အော်ကျွန်တော်တို့ကဒီကနေရောင်းလာခဲ့ပြီဆိုပါစို့ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာကျတော့တစ်ချက်ရောက်ခဲ့နေရှင်ကျွန်တော်တို့ကဒီနေရာကိုလည်းတစ်ချက်သတိထားဒီနေရာမှာကျတော့ဘာတွေရှိနေရလဲဆိုတော့အော်ကျွန်တော် demand zone ဖြစ်တယ်ဒီနေရာမှာ buyer တွေရဲ့ liquidity ရှိနေရဒီနေရာမှာ buyer တွေအများကြီးကဝယ်ဖို့စောင့်နေတာဗျဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာ buyer တွေအများကြီးကဝယ်ဖို့စောင့်နေတာဒီနေရာကနေမှာ seller တွေကရောင်းချလိုက်တဲ့ခါမှဒီမှာ breakout ဖြစ်သွားတယ် ဒီဆုံးကို break out ဖြစ်သွားတယ်။ဘာဆိုလို့ကဒီဒီနေရာမှာ buyer တွေကပြန်ပြီးမဝယ်နိုင်ဘူးဗျာ။ပြောရမယ်ဆိုလို့ရှိရင်ဒီနေရာတွေမှာ buyer တွေကပြန်မဝယ်နိုင်ဘဲနဲ့ဒီမှာ seller တွေကနေပြီးတော့ဒီမှာကျွန်တော်တို့ break out ဖြစ်သွားတယ်။ဟုတ်ပြီနော်။ ဆိုလိုတာဒီမှာ break out ဆိုတာလေးကဒီကောင်လေးပေါ့နော်ဒီ candle လေးနဲ့အဲ့ဒီဈေးကိုကျွန်တော်တို့က break out လုပ်လိုက်တယ်ဟုတ်ပြီနော် break out လုပ်လိုက်ပြီးတော့ထပ်ချိုးချလိုက်တာပေါ့နော်ချိုးချလိုက်ပြီးတော့ဒီအဲကျွန်တော်တို့က break out ဖြစ်ပြီးအဲ့ဒီ break out ကိုကျွန်တော်တို့က retest ပြန်လာရတယ်ဗျပြန်လာတဲ့ခိုင်အချိန်မှာကျွန်တော်တို့ကဒီမှာအာဒီမှာ retest ပြန်လာတဲ့အချိန်မှာကျွန်တော်တို့ကထပ်ပြီးတော့ရောင်းပြီးတော့ဒီ ठी ကိုကျွန်တော်ဆင်းလာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်အခုဆွဲထားတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကအာ liquidity ပေါ့နော် ရောင်းဝယ်ဖြစ်နေတဲ့နေရာတွေကိုကျွန်တော်ကဆွဲထားတာဖြစ်တယ်အခုဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲ ဟုတ်ပြီနော်ဒီနေရာကြီးอ่ะဒီနေရာကြီးမှာဒီနေရာကြီးမှာဘာရရှိနေရလဲဆိုတော့ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဘိုင်ယာတွေဟုတ်ပြီနော်ဘိုင်ယာဘိုင်ဘိုင်ပရက်ရှာတွေကဒီနားမှာလောဝတောင်းလျှောက်ရှိနေရပါဘောနော်ဒီနားမှာလောဝတောင်းလျှောက်ရှိနေတယ်ပြီးတော့ဒီနားဒီနားလေးမှာလည်းကျွန်တော်တို့ကဘာရရှိနေလဲဆိုတော့ကျွန်တော်တို့ကအာဟိုပါဘောနော် selling pressure တွေရှိနေဒီနားလေးမှာဆိုလို့ရှိရင်လေဟုတ်ပြီနော်ဒီနားလေးမှာဟုတ်ပြီနော်ဒီနားလေးမှာဘာဆိုဝယ်သူတွေအာရောင်းသူတွေရှိနေတယ်အဲသူရဲ့ sensitive ဒီအောက်မှာဆိုလို့ရှိရင် ဟုတ်နော်ဒီအောက်မှာဆိုလို့ရှိရင်ဝဲနေသူရှိတယ်ဒီပုံမှာဆိုလို့ရှိရင်ရောင်းနေသူရှိနေတယ်ဟုတ်ပြီနော်ဒီမှာကျွန်တော်တို့ကတော်တော်အချိန်ကျွန်တော်တို့ကြကြအာတို့အပြန်အလှန်ဝဲလိုက်ရောင်းလိုက်ဝဲလိုက်ရောင်းလိုက်ဝဲလိုက်ရောင်းလိုက်ရက်တော်တော်ကြကြဝဲရောင်းလုပ်ပြီးနောက်ဆုံးဘယ်သူတွေနိုင်သွားလဲဆိုတော့ဒီမှာ break out ဖြစ်ပြီးတော့ဆယ်လာတွေကနိုင်သွားတဲ့အချိန်မှာဈေးကအောက်ကိုကျွန်တော်ကထိုးကြသွားတယ်ဟုတ်ပြီနော်အဲ့တော့ထိုးကြသွားတဲ့အချိန်မှာကျွန်တော်ခုနပြောသလိုပဲ break out ဖြစ်သွားတဲ့အချိန်မှာ retest ပြန်လာတယ်တွေ့ရဒီနေရာကိုဟုတ်ပြီနော်ဒီနေရာကို retest ပြန်လာတဲ့အခါမှာကျွန်တော်တို့ကအခုဒီနေရာမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကျွန်တော်ကစောင့်ကြည့်နေရပြောင်း ာဒီ BTC ကိုလေဒီနေရာမှာဘာလုပ်နေလဲဆိုတော့ကျွန်တော်တို့ကစောင့်ကြည့်နေရဒီမှာ trend line ကိုလည်းသူက break out ဖြစ်ထားတယ်ပေါ့နော်ကျွန်တော်တို့ကဒီနေရာမှာအဲ့ဒီနေရာမှာကကျွန်တော်တို့က buyer ရဲ့ liquidity ကဒီနေရာတွေမှာ down ရှောက်ရှိနေပြီးတော့ seller ရဲ့ liquidity ကဒီလိုနေရာမျိုးတွေဒီမှာနော် swing upstream ရဲ့ထိပ်ဖြားတွေဒီလိုနေရာမျိုးတွေဒီမှာဆိုလို့ရှိရင်လည်းဒီထိပ်ဖြားတွေပေါ့နော်ပြီးလို့ရှိရင်ဒီနေရာတွေမှာ seller ရဲ့ liquidity ဒီနေရာမှာရှိတဲ့ buyer ရဲ့ liquidity ကအကြောင်းမှရှိဒါကို support support level လို့ခေါ်တယ်ဒါကို resistance level လို့ခေါ်တယ်ဒါကို support level လို့ဆိုတာဆိုလိုတာကဗျာဒီလိုမျိုး swing လေးတွေရဲ့အဖြားကို ဘာလို့ခေါ်လဲဆိုတော့ resistant လို့ခေါ်ပြီးတော့ဒီစင်းလေးတွေရဲ့အောက်အခြေကိုကြတော့ကျွန်တော်တို့က support လို့ခေါ်တယ်ဟုတ်ပြီနော်ဒီနေရာမှာဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲဟုတ်ပြီနော်ဒီနေရာမှာဘာကြီးရှိနေလဲဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်အဲ buying အဲ buying pressure တွေရှိနေပေါ့ buyer တွေရှိနေတဲ့အဆုံဖြစ်တယ်အဲ့တော့ဒီဒီနေရာကိုရောက်တိုင်း buying buyer တွေကဝယ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပြန်တက်သွားတယ်အဲပြီးတော့ပြန်ဆင်းလာတယ်ပြန်ဆင်းလာပြီးတော့ဒီမှာဒီနေရာကိုရောက်တိုင်းမှာတွေ့လား ကျွန်တော်ကဘိုင်းပရက်ရှာပြန်ဝင်ပြီးတော့ပြန်တက်သွားတယ်ပေါ့နော်ဆိုလိုတာအခုလက်ရှိကဘယ်ဟာကိုပြောနေရလဲဆိုအခုလက်ရှိဆိုရင်9000 4958သို့မဟုတ်9000ဟိုပါပေါ့နော်9000ခွဲပေါ့နော်ပြောရမှာဆို9000ခွဲလို့ပဲလို့လည်းမှတ်လိုက်လို့ရတယ်အဲ့တော့9000ခွဲကိုဒီမှာကျွန်တော်ကအားဆန်းနေတယ်ပေါ့နော်ဒီနေရာမှာကန်တွေကဒီမှာ1ရက်2ရက်3ရက်4ရက်5ရက်6ရက်9ရက်ရှိပြီဟုတ်နော်9ရက်ရှိပြီအဲကျွန်တော်အပေါ်လည်းမတက်နိုင်ဘူးအောက်လည်းမဆင်းနိုင်ဘူးဆိုလိုတာကဒီနေရာမှာ liquidity ကဘိုင်း ဘိုင်ယာတွေရဲ့ supply zone ရောပြောမှာဆိုရှင် demand zone ရောကတို့ရောအားပြိုင်နေတာဆိုတော့ဘိုင်ယာတွေရော seller တွေရော buyer တွေရောကျွန်တော်တို့အားပြိုင်နေတာဥပမာဒီနေရာမှာက reset ကဘာလို့ဖြစ်မလဲဆိုတော့ဘယ်အောင်စောင့်ကြည့်ရမလဲဆိုတော့ဒီ9000ဝက် zone ကိုစောင့်ကြည့်ရမှာဟုတ်ပြီနော်အဲ့တော့ဒီဒီနေရာမှာဆိုလို့ရှိရင်လည်း item ပဲဒီမှာဆိုလို့ရှိရင်ဘာရှိနေလဲဆိုတော့ buyer ရဲ့ liquidity ရှိရဲဒီမှာဆိုလို့ရှိရင် seller ရဲ့ liquidity ရှိရဲအဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာကိုကျွန်တော်ကစောင့်ကြည့်နေတာဟုတ်ပြီနော်အဲ့တော့အဲ့လို line မျိုး line တွေဆွဲပြီးတော့ကျွန်တော်တို့ကစောင့်ကြည့်ပြီးတော့မှသာကျွန်တော်ဒီနေရာကို ဟုတ်ပြီเนาะကုသောင်းခွဲကိုဘာယာတွေကနိုင်သွားတယ်ဆိုပါစို့ဗျာဟုတ်ပြီเนาะဒီလို break out ဘာ break out ဖြစ်ပြီးတော့ break out ဖြစ်ပြီးတော့ကုသောင်းခွဲကိုနိုင်နိုင်သွားခဲ့တယ်ရှိတော့ဒီ BTC ရဲ့ price ကဘယ်ထိပြန်တက်နိုင်လဲဆိုတော့ကျွန်တော်တို့ကုနာအပေါ်မှာရှိနေတယ်ဒီနေရာဒီ zone ပေါ့เนาะဒီအဲဒီ supply zone ပေါ့เนาะ ုတ်ပြီเนาะဒီ supply zone အထိကိုကျွန်တော်ကပြန်ပြန်တက်နိုင်တယ်အဲ supply zone မှာတစ်ချက် focus ပြန်လောက်အောင်ပေါ့ဗျာအဲ့ဒါလေးတစ်ချက်မှတ်ထားပြီးပါအဲနောက်တစ်ခုကကြတော့တကယ်လို့ဒီနေရာမှာဒီ9000ခွဲကို buyer buyer တွေကမကြော်နိုင်ဘူးဆိုလို့ရှိရင်ဟို seller တွေက ဘာဖြစ်မလဲဆိုလို့ရှိရင်ဒီနေရာမှာဒီနေရာမှာ selling pressure ဝင်ပြီးတော့ဟောကန်နေပေါ့เนาะဒီလိုကန်နေမျိုးပေါ့เนาะခုနကကျွန်တော်ပြရကန်နေမျိုးဒီလိုကန်နေမျိုးတွေ selling pressure ဝင်ပြီးတော့ကျွန်တော်တို့ buyer တွေကပြန်ရောင်းထုတ်လိုက်ရင်ဘာဖြစ်လာမလဲဆိုတော့ကကျွန်တော်တို့ဒီ trend line အခြေအထိတွေတောင်းနိုင်တယ်လို့ ဟုတ်နော်ဒီဈေး price အထိလဲကျွန်တော်တို့9600 price အထိလဲတွားနိုင်တယ်ဘာလို့ဆိုတော့9600 price မှာကျွန်တော်တို့ဒီမှာ support line တစ် line ဆွဲထားတယ်ဟုတ်ပြီနော်ဘာလို့ဆိုတော့ဒီနေရာမှာ buyer တွေရဲ့ liquidity ရှိနေတဲ့အတွက်ကြောင့်ဟုတ်ပြီနော်ဒီနေရာမှာအယောင်းဝယ်ဖြစ်နေတာဟုတ်ပြီနော်အဲ့တော့ price ကဒီကနေပြီးတော့ဒီဟိုဒီထိကိုဆင်းလိုက်ဒီနေရာမှာတန့်သွားမှာပဲ price ကလေဟုတ်ပြီနော် price ကဒီနေရာမှာတန့်သွားနိုင်တယ်အဲ့တော့ဒီနေရာကိုလည်းတစ်ချက် focus လုပ်ထားရမယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကအာ candle confirmation ရောက်လို့ရောင်းလိုက်တယ်ဆိုလို့ရှိရင်အဓိကဒီ trend line အခြေကိုတစ်ချက်သတိထားရမယ်ဘာလို့ဆိုတော့ trend line breakout ဖြစ်ပြီးတော့မှ trend line အာယူပြီးတော့မှကျွန်တော်တို့အပေါ်ပြန် ကန်တက်တာလည်းဖြစ်နိုင်သလိုဒီ trend line ကိုတခါလေးချိုးပြီးတော့မှသာ9600အထိပြန်ဆင်းသွားတယ်ဖြစ်နိုင်တယ်9600အထိကိုလည်းကျွန်တော်တို့ကတစ်ချက်အဲတတိထားမှာပေါ့နော်ဟုတ်ပြီနော်အဲ့တော့ Bitcoin ရဲ့အဲကျွန်တော် analysis လုပ်တဲ့ပုံစံကကြတော့ဟုတ်ပြီနော်အဲ့တော့ဒီ9000ခွဲကိုဟို salary က အာနိုင်ဝါဆယ်ဆယ်လာရီကနိုင်ဝါလို့ဆိုလို့ရှိရင်ဒီကိုတော့ဘယ်ဘရိတ်ကောက်ဘိုင်ယာရီဘရိတ်ကောက်မလုပ်နိုင်ဘူးဆယ်လာရီကနိုင်ဝါလို့ရှိရင်ကျွန်တော်တို့ကဘယ်ထိပြန်ဆင်းမလဲဆိုတော့ဒီ train line အခြေဒီ train line ကိုနင်းပြီးတော့ပြန်တက်ရင်တက်မတက်လို့ရှိရင်ဘယ်ထိသွားမလဲဆိုတော့ အဲဒီ9000 6000ဆိုတဲ့ဈေးတန်းထီကိုကျွန်တော်ကပြန်ဆင်းနိုင်တယ်အဲမတော်တကယ်လို့အဲ့လိုမှမဟုတ်ပဲねဘိုင်ယာတွေကနိုင်သွားတယ်ဒီ9000ခွဲ9000 4900ခွဲဆိုကိုဖောက်ထွက်သွားနိုင်တယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ကအာလိုက်ဝယ်အောင်ပေါ့နော်ဝယ်ပြီးတော့မှဘယ်ထိသွားနိုင်လဲဆိုတော့ကိုရင်ကျွန်တော်တို့ကအာဒီ BTC ရဲ့ဈေးကတသိန်းတန်းကိုကျွန်တော်တို့ကတင်ရောက်သွားနိုင်တယ်ပေါ့နော်ဒါကကျွန်တော်တို့ market analysis လုပ်တဲ့ပုံစံပေါ့နော်အဲ့တော့အာဒီ liquidity ဆိုတာကအကြောင်းလေးကိုကျွန်တော် knowledge sharing နဲ့မျှဝေပြီးရင်းနဲ့မှကျွန်တော်လောက် တ် market analysis ပုံစံလေးကိုကျွန်တော် knowledge sharing နဲ့ပြောင်းပေးရှင်းတာပါ okay အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် youtube channel လေးကိုလည်း subscribe မလုပ်ပါသေးဘူးဆိုတော့လုပ်ပေးသွားပါအောင် like share follow လုပ်ပေးသွားပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်